SpaceX ကုမ္ပဏီရဲ့ Starship အာကာသယာဉ်စမ်းသပ်လွှတ်တင်ရမှာပေါက်ကွဲမှုဖြစ်ပြီးအပြည့်အစည်းတွေကြားရောက်လာနိုင်တဲ့အခြေအနေကြောင့် American နိုင်ငံ Florida ပြည်နယ်တွေကလေဆိပ်တချို့မှာခရီးစဉ်တွေကိုယာယီဆိုင်းငံ့ထားစေခဲ့ရပါတယ်။မီယာမီနဲ့ Orlando မှာရှိတဲ့လေဆိပ်တွေမှာလေယာဉ်တွေပြန်မတက်ကြဘဲဆိုင်းငံ့ထားဖို့ညွှန်ကြားချက်တွေကို March 6ရက်နေ့ကထုတ်ပြန်ထားခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့အဲ့ဒီဆိုင်းငံညွှန်ကြားချက်ကိုပြန်ရုပ်သိမ်းခဲ့ပြီးထိခိုက်ဒဏ်ရာရမှုပျက်စီးမှုတွေဘာမှမရှိခဲ့ဘူးလို့သိရပါဗျ။ဘီလီယံနာတထေးကြီး Elon Musk ဦးဆောင်နေတဲ့ပုဂ္ဂလိကအာကာသခရီးသွားလုပ်ငန်းစု SpaceX ဟာမတ်လ6ရက်နေ့တုန်းကလူလိုက်ပါခြင်းမရှိတဲ့ Starship အာကာသယာဉ်ကိုစမ်းသပ်လွှတ်တင်ပြီးစိတ်ပျက်စရာရလဒ်နဲ့ကြုံတွေ့ခဲ့ရတာပါ။အဲ့ဒီယာဉ်ဟာအာကာသထဲပြန်တက်ရင်မြေပြင်ကနေထိန်းချုပ်မှုအဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ပောက်ကွဲပျက်စီးသွားခဲ့တယ်လို့ SpaceX ကအတည်ပြုပါရယ်။ဒါဟာ Starship ကိုအထမအကြိမ်မြောက်စမ်းသပ်လွှတ်တင်တာဖြစ်ပြီးနှစ်ကြိမ်ဆက်တိုက်အမှားအယွင်းကြုံတွေ့တာလည်းဖြစ်ပါရယ်။123မီတာမြင့်တဲ့ Starship ဟာတနာယီကြာစမ်းသပ်ပြန်သန်းမှုအပြီးအိန္ဒိယသမုဒ္ဒရာထဲမှာကမ္ဘာလေတုတွေပြန်လည်ဆင်းသက်နိုင်ဖို့ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့အာကာသယာဉ်ကိုကမ္ဘာလေတုအပြင်ဘက်စီတွန်းတင်လိုက်တဲ့ဒုံးကျည်အင်ဂျင်တွေကနေမျောလင့်မထားပဲပြုတ်ထွက်သွားရာက ထိမ့်ချုပ်မှုလွတ်ပြီးအမှားအယွင်းစီဥတီသွားခဲ့တာလို့ SpaceX ကကြေညာပါတယ်။ကန်ဆိုးစွာနဲ့ပဲအဲ့ဒီပြဿနာဟာနောက်ဆုံးတစ်ကြိမ်စမ်းသပ်လွတ်တယ်မှုမှာလည်းဖြစ်ပေါ်ခဲ့ဘူးကြောင်းအဲ့ဒီအတွက်အဓိကအကြောင်းရင်းကိုဆန်းစစ်ရှာဖွေသွားမှာဖြစ်ကြောင်းကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ January လတုန်းကလည်း Texas မှာရှိတဲ့ SpaceX ရဲ့ဒုံးပျံစခန်းကနေလွှတ်တင်တဲ့ Starship အာကာသယာဉ်ဟာမိနစ်ပိုင်းအကြာမှာတင်ပျက်စီးသွားတာမျိုးကြုံခဲ့ရပူပါရဲ့ရှင်။